မင်္ဂလာပါရှင်မဝင်ကျောင်းတို့ရန်ဒီကျူဆုံလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမင်းဟိခန့်ဥတ္တာဒီပရဲ့မရဏရွာသူဆိုတဲ့ဇလန်းလေးရဲ့အပိုင်းနှစ်ကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်လူမြောက်နေသောမိစ္ဆာရေကြောရွာကြီးတစ်ခုလုံးမှာခြောက်ချားဝရာတိတ်ဆိတ်နေတယ်ကြော်စောထင်ရှားနေတဲ့သူတကြီးနေဥပုသာအိမ်ရှိကိုရောက်နေပြီမိုးကြီးကျယ်ရွာချပြီးအိမ်တကားကနေနာငယ်ကင်းမိစ္ဆာမပြတ်သွားလို့မကောင်းစွာအရှိတ်တွေနဲ့ ဥဖိုးသာအိမ်ထဲဝင်သွားတော့တယ်။တကြီးနဲ့ထင်ရအစီရင်ပြုလုပ်ပြီးဖြစ်တဲ့စေးစိန်ရှီမန်ကျိတ်ဖလားကိုကြော်စုံးကတောင်းယူတယ်။အခုဖြစ်သူထင်ရှားရလဲတန်ကဝေရုပ်ကလာတဲ့မော်စွမ်းအားနဲ့တကားကိုအစီမံတစ်ခုပြုလုပ်လိုက်တယ်။ဒီနောက်မှာတကားမကြီးကตาရဖွင့်လိုက်တယ်လို့ပွင့်လာလို့ကြော်စုံးလေးကျိတ်ဖလားကိုကန်ပြီးအိမ်ထဲဝင်နေလိုက်တယ်။ဥဖိုးသာကိုမိသားစုလေးဒီနောက်ကိုညမှာအချားရွာသားရီနေသူကြောက်လန့်နေတယ်။ဥဖိုးသာပြောဥဖိုးသာကျုပ်တကြီးပါဗျ။ အရှိတယ်မကွာညာကြီးမိုးချုပ်ညင်ရွှေတို့ဘာအရေးကြီးပြန်ပြီလဲမသိဘူးမတော်ပါနဲ့ကိုဖို့တာရဲ့မကြမလန့်မိုးတဲ့လေထဲမှာတကြီးမဟုတ်တော့ဘူးကျမတော့ဘာသာမှမကြမီဘူးဥဖို့တာတကြီးတန်ကြားရလို့မိတိုင်ခွက်လေးထုံပြီးအောက်ကိုစိတ်မှုပြင်းနေဒီအချိန်မိမဖြစ်သူကလှမ်းတားတယ်ဥဖို့တာမိမပြောတာမှန်တယ်အရှိမတကြီးကရှိနေပြီမေတကြီးအတန်ကိုသူတို့မကြားရဘူး ဥပုသာတူနဲ့ကြနေခြင်းဖြစ်ပြီးမိမဖြစ်သူကငိုတန်ပိုင်းနဲ့လှမ်းတားနေခြင်းပဲတကြီးကလည်းကြော်စောနဲ့ထင်ရှားကိုသိချမှားထားလို့ဘာစကားမှမပြောတဲ့ပြင်အော်ဟစ်ခုံငင်မှုဝေးစွာဥပုသာလည်းအာနာတက်တော့တကြီးခေါ်နေရပြောပြီးစင်းမှုပြင်းရင်မိမဖြစ်သူကတားရင်နဲ့ကုဖုသာရှင့်ရှင့်မျက်နှာကြီးအမလေးဥပုသာမိမသတိနစ်သွားတယ်ရှင့်မျက်နှာကြီးဆိုတာကြောင့်မိကွက်တိုင်ကိုကင်ပြီးမှန်ပြီးလို့ရှေ့မှာရှင်းလိုက်တယ် ဥဖိုးသားမျက်နှာပေါ်မှာအရေးကြီးမှုတွေထွက်လာပြီးချက်ချင်းမျက်နှာတစ်ခုလုံးပူလောင်လာရာနေတစ်ခုလုံးပူလာတယ်။ကြောင်အလှန်အနေဒီနေ့ညသိဆုံးမဲ့သူကကိုယ်တိုင်မလားဆိုရဲအတွေးဝင်လာချင်းပစက်ထင်းရလေသွေးချိုထွက်လာပြီးတစ်ခုလုံးတစ်ပြေးပြေးမိတဲ့တိုးဝင်ရသလိုပူလာတော့တယ်။ပူတယ်အမလေးကဲကြပါဦး။ဥဖိုးသားမျက်လုံးမိတ်ထားအိမ်မောကြော်စောချက်ချင်းရောက်လာပြီးမျက်လုံးမိတ်ထားဖို့ပြောပြတာနဲ့စေးစီရင်ထားတဲ့ရှီမန်းကို ဥပုသာကောင်းကနေဖလားလေးလောင်းချတော့တယ်။တေခါမိခဲကိုရှင်းလောင်းတယ်လို့ရှဲကနေမြည်ပြီးအငွေမဲအရှိမဲတွေဥပုသာခန္ဓာကိုယ်ကနေထွက်လာတယ်။ကြော်စုံကအရှိမဲတွေကိုကြောက်ကဝေးစက်တွေနဲ့ဖမ်းထိန်ပြီးဥပုသာကိုခေါင်းဝကန်ရင်းစက်ဖြက်ကားထားတွေချက်ချင်းရွတ်ဖတ်တယ်။ထူးဆန်းစွာပဲခန္ဓာကိုယ်ကအရေးကြီးမှုတွေချက်ချင်းပြောက်ကင်းပြီးကောင်းပကတိဖြစ်သွားတယ်။လူကအကြောက်လုံးပြီးတုံရင်စွာနဲ့ကြောက်ကြည့်နေရကြောက်ကျုပ်တို့ရှိတဲ့ဥပုသာခမရမသိဘူး အိမ်ထဲကချက်ချင်းထွက်တော့ခမည်းအိမ်ထဲမှာမကောင်းစွာတွေရောက်နေပြီဆရာကြုံမိမှကြောက်လွန်သွားတာဘာမှမဖြစ်ဘူးခမည်းစင်အမြန်စင်ကြုံစောလင်းဥပုသာကိုလေကားစီအတင်းတွန်းပို့ပြီးဆင်းခိုင်းနေပြီးတော့ကြံနေတဲ့ရှင်မန်းနဲ့သတိမိနေဥပုသာမိမကိုပက်ပြန်းတော့ချက်ချင်းသတိရလာတယ်ကုဖုသာကုဖုသာကိုဆရာအောက်မှာရှိပါတယ်မိုင်အင်းအကူအမြန်စင်အိမ်ပြန်ရအောင်ထွက်ဥပုသာလင်မယားအိမ်ပြန်ရောက်တာနဲ့ကျော်စုံလင်းတန်ကဝေကိုပြန်ယူတယ် တေကံမကောင်းစွာအရှိတ်မဲတွင်လွတ်မြောက်လာပြီးအိမ်ပြုံပြေးထွက်မည်ဖြစ်တော့ကျော်စွာကဝေးစွာတချို့နဲ့တွန်းထုတ်ပြီးသူကိုယ်တိုင်အိမ်ပြုံအမြန်ပြေးထွက်တယ်။အပြင်ကိုရောက်တော့မကောင်းစွာတွင်လေတကားမိုင်စီဦးတီနာနီယာကြောင့်ထင်ရှားတကားကိုဆွဲပိတ်ပြီးတကားရွက်နှစ်ဖက်ကိုကန်းလန့်ပြတ်ပုံစံလက်ညှိုးညွန်ပြီးဂါထာတစ်ပုဒ်ရွတ်တယ်။ပြီးရနေထင်ရှားလက်ထရာချီမန်းကျိုးတုံးတစ်ဖက်ကိုကျော်စွာလှမ်းယူပြီးအိမ်ကိုသုံးတက်လောက်ပြေးဆွဲရစ်ပတ်လိုက်တယ်။ဒီနောက်ချီမန်းကျိုးပေါ် ကဝေရုပ်တွေပါထုံးဖွဲ့ပြီးမန္တန်ဒီအပြန်ရွတ်ဖက်ရင်းမကောင်းဆိုးဝါးတွေကိုအိမ်ထဲမှာအပြီးချုံအောင်ထားလိုက်တော့တယ်။တေခါမိုးလဲတိတ်သွားပြီးဖြစ်ပြီးကိစ္စအားလုံးလဲပြီးပြီးကဝေရုပ်တွေပြန်သိမ်းယူပြီးတကြီးရဲ့မျက်နှာမှာလဲရှင်လန်းနေတာတွေ့ရတယ်။ဘသူမှမကယ်နိုင်တဲ့ကိစ္စဖြစ်ပြီးမိမိကိုယ်တိုင်ကတေးရပြီလို့ထင်နေပေမဲ့ပထမဆုံးကတင်ခံလိုက်ရတဲ့ဥပုသားတို့ဇနီးမောင်နှံကြုံစုံနေထင်ရှားတော့ဦးချမတက်ကျေးဇူးတင်ကြတယ်။ဒီညသူတို့အားလုံးတကြီးရင်ပြန်ပြီးအနားယူတယ် နောက်နေ့မှရွာသားရီယာညအတရင်ကိုစက်စုမေးမြန်းစုံစမ်းနေအမှန်တကယ်ဖြစ်ရဆိုတက်ဆရာနှစ်ဦးကကဲတင်လိုက်တယ်ဆိုတဲ့တရင်ကမယုံနိုင်လောက်ဖြစ်နေတယ်ဒီထက်ပိုပြီးစိတ်ဝင်စားတာဥပုသားတို့ဇနီးမောင်နှံကိုတကြီးအိမ်မှာခေတ္တနေထိုင်ခွင့်ပြုထားရပြီးသူတို့အင်းကြီးတွင်မှာမကောင်းစိုးဝါးတွေပိတ်လောင်ဖမ်းထားမိပြီဆိုတဲ့တရင်ပဲဟုတ်ပါတယ်အာလုံးသိကြတဲ့အတိုင်းလာခွေညာရောက်လာရင်ဟိုရီယာဥပုသားအလှဲ့ဆိုတာဆရာနှစ်ဦးကကြိုပြောထားပြီးသားပါ အဖိုးသားကြောက်လန့်နေမှာဆိုလို့မပြောခဲ့တာအခုခေါ်ရတဲ့အကြောင်းရင်းကစတရရဲ့ကက်ဆူယူဆရာနှစ်ဦးကဟန်တာပိတ်စည်းပေးထားပြီးပြီမကောင်ဆိုးဝါးတွေကိုလည်းဖမ်းဆီးချုံနှောင်ထားအားလုံးသိကြပြီးရောပေါ့စတရသားတွေအနေနဲ့ရှေ့ဆက်နေထိုင်ရင်လိုအပ်တာတွေကိုဆရာတွေကဆက်လက်ပြောကြားပါလိမ့်မယ်စတရသူရသားများအားလုံးကိုသတိပေးချင်တာဟောဒီအဖိုးသားနေခြံဝင်းကိုတူးတရားမှဝင်ရောက်ခြင်းမပြုဖို့နဲ့အိမ်တစ်စားလုံးမှာရစ်ပတ်ကစီးထားရင်ချိန်မှန်းကွင်းတွေကိုဖြတ်တောင်းမိတာမျိုးမလုပ်မိစေဘူး သတိပေးချင်ပါတယ်။အဲ့ဒီမကောင်းဆိုးဝါးတွေကိုဘယ်လိုလုပ်ကြမှာလဲဆရာ။ကျုပ်တို့ရွာနေအပီးမောင်းထုတ်ပေးပါ။အဲ့ဒီအိမ်ထဲကနေစမမှောပညာတခုခုနဲ့မကောင်းဆိုးဝါးတွေကိုချုံနောက်ဖမ်းဆီးပြီးနေရာတခုမှာချုံနောက်ထားရလိမ့်မယ်။ဒါကိုသူ့ချိန်တန်တဲ့အခါမှာစီရင်ပြုလုပ်ပါမယ်။ဒီနားရဲ့လာပြီညမှာစီရင်ဖို့တော့စဉ်းစားထားတယ်။ရွာတကြီးဦးမြင့်ရွှေကထရက်ပြီးကျုပ်စိတ်ကူးမိတဲ့ကိစ္စတခုလေဟော်ရီရွာသားတွေနဲ့ဆရာတို့ကိုတိုင်ပင်ခြင်းပါတယ်။ပြောပါတကြီးဘလို့စိတ်ကူးမိရလဲ။ အိမ်ထဲမှာပြိမိနေတဲ့မကောင်းဆိုးဝါးတွေကိုချုံနောက်ဖမ်းဆီးပြီးအပီးနေမှုစီးရင်နေမလုပ်ခင်လူမြောက်သွားတာမျိုးမရှိအောင်ရွာသားယောက်ျားတွေတည်းကကင်းတဲ့စောင့်တယ်လို့အလဲချစောင့်ကြက်မေးဆိုရင်မကောင်းဘူးလားကောင်းပါလေတကြီးရွာသားတွေနေနေလဲကံွက်မဲ့သူရှိမှမထင်ပါဘူးရွာသားတွေစံနာအောင်သဘောတူပါလေတကြီးဒီမကောင်းဆိုးဝါးရဲ့လူမြောက်သွားလို့မဖြစ်ပါဘူးကျုပ်တို့သဘောတူပါလေတကြီးကမကောင်းဆိုးဝါးရဲ့လူမြောက်မှာကိုရွာသားတွေထပ်ပို့ပြီးတော့ကြောက်လန့်ပုံရှာတယ်အစီအစဉ်တိုင်း တညကိုရွာသားလေးယောက်ဥဘုသားချမ်းဝိုင်းထဲမှာအိမ်ကြီးကိုစောင့်ကြံ့ရတယ်ဥဘုသားတို့မိသားစုတို့လာပြညမတိုင်ခင်တကြီးအိမ်မှာခေါ်ထားလိုက်တယ်အိမ်ကြီးကိုစောင့်ရှောက်ဖို့အလဲကြတာဝန်ကျသူတွေကိုကြော်စောနဲ့ထင်ရှားတို့ကထိတ်တဲနဲ့မဖြစ်စေဖို့နဲ့အန်ရယ်ကင်းအောင်လေအဆောင်လက်ဖွဲ့ကျူတွေစီရင်ပေးထားတယ်ဒါပေမဲ့မကောင်းဆိုးဝါးရဲ့လူမြောက်မှာစိုးလို့သာတားထမ်းပြီးစောင့်ကြရမှာဖြစ်ပြီးရွာသားတွေကိုကြောက်လန့်နေရကြီးပဲအိမ်ကြီးကထွက်မလာနိုင်ဘူးလို့တော့ ကျုံကြီးထားကြပြီးစောင့်ကြတယ်ဒီလိုနဲ့ဥဖိုးသားအိမ်ကိုအလှဲ့ကျစောင့်ရင်းငားရမြောက်တဲ့နေ့မှာထုံးစံအတိုင်းရွာသားလေးဦးအလှဲ့ကျပြန်တယ်ကျော်စောနဲ့ထင်ရှားတို့ကရွာသားတွေကိုအဆောင်တွေစီရင်ပေးပြီးအဆောင်လက်ဖွဲ့တွေအစွမ်းတက်တီမပြဲစေဖို့အမဲသားကျွဲသားတွေမစားဖို့အရက်သေးစာမတောက်ဖို့မှားထားတယ်ဆိုရင်ထိတ်နဲ့ခြင်းမျိုးလည်းမဖြစ်ဖို့နဲ့ခြံအတွင်းအလှဲ့ကျသူမှလွဲပြီးလူစိမ့်ဝင်ရောက်ရင်ပြင်းထန်အေးအေးယူမှဖြစ်တောင်းလေတကြီးကအမိတ်ထုတ်ထားတယ် ဒါပေမဲ့အလွန်ကြောက်တတ်တဲ့ရွာသားတို့ကရဲစေးတင်နေဆိုပြီးအရက်ကိုခိုးတောက်လာတယ်။သူနဲ့အတူတာဝန်ကျတဲ့ရွာသားသုံးဦးကသိပေမဲ့တကြီးသိရင်တန်ခတ်ခံရမှာစိုးလို့မသိအောင်စောင့်နေပြီးကိုနုကဝဲစုဘူးချိန်မောင်းနေတော့တယ်။ဒီလိုနဲ့မိုးချုပ်တာနဲ့ဓာလူကိုစည်းကင်ပြီးခြံကြီးကိုစောင့်ကြတယ်။အဲ့ဒီညမှာပြဒနာတက်ပြီးလာဆန်း၅ရက်ဖြစ်လို့အလင်းခရီးရရှိတယ်။ညဦးပိုင်းထိအားလုံးပုံမှန်ဖြစ်ပေမဲ့တကောင်နီးကပ်လာတော့အိတ်ခေါမိုးပေါ် ခဲလုံးလုံးလို့တစုံတစ်ခုကြာလာလို့အာလုံးလန့်သွားတယ်တစ်ဆက်သေးမှပဲဟဲ့ကောင်တွေကြာလာအေးကြာတယ်ငါတန်တန်တားတယ်ကွာဟိုကောင်မတော့ပါနဲ့ဆိုတာခုဘန်းနဲ့လုံမလဲ၆တော့၆နေပြီမပူပါနဲ့ကွာတင်းဘလောက်ပဲအတန်ပေးပြီဆရာနှစ်ယောက်စီရင်ထားရဲ့ချီမန်းကျိုးတွေကြော်မလာနိုင်ပါဘူးကြောက်မနေနဲ့အမလေးဗျတင်းရဲ့တင်းရဲ့တင်းရဲ့ရင်းနဲ့ပတ်တယ်ဗျခြံနောက်ဖက်မှာစောင့်နေသူနှုတ်ကခြံရှိကိုအမောတကြီးပြေးနေတယ်ဘာဖြစ်ကြလဲ ခြေရင်းနဲ့လောင်းချတာကွတေးရဲ့ချောက်တာဟုတ်လို့လားကွာမင်းမူးပြီးတော့ကြောက်လွန်ပြီးထင်းရောက်ထင်းမဖြစ်တန်နေမှာပါငါလန့်ပြီးအမှုပါပြေးသွားပြီရင်းနဲ့ပတ်ခင်ရတယ်တကယ်ကွငါတယောက်တည်းမဟုတ်ဘူးဟိုကောင်ရောပဲဟေးဟုတ်လားရင်းနဲ့ပတ်တယ်ဆိုအေးကွာငါ့ကိုလည်းရင်းနဲ့ပတ်တယ်ငါ့ကိုအရင်ပတ်တာကွငါအိတ်ငိုက်နေရောမိုးရွာချရဲထင်တာဟိုကောင်အော်ပြေးလို့ငါလည်းပြေးနေတာအောက်မှာပြောဆိုနေတဲ့ချိန်အိမ်မဝအတန်ကြမ်းရလို့အားလုံးငြိမ်သွားတယ်အိမ်မဝလှမ်းကြည့်တော့အရှိန်နုံတို့အရာသုံးကို ရတင်းပေါက်မှန်ခရီးရီမြင်ရတယ်။မိမတူရဲ့ရီမောတန်တွေယောက်ျားတန်တွေပြင်နာကျင်မှုစူးစူးဝါးဝါးကြောင့်အော်ဟစ်နေတဲ့တန်တွေပါကြားရလို့ရွာသားကြီးလည်းတကြီးအိမ်တော့ပြောမလားတိုင်ပင်ကြတယ်။ခဏကြာအိမ်ပေါ်ကနေအရှိန်မဲတစ်ခုခေါင်းကြီးရုတ်တရက်ပြက်ပြီးအဲ့ဒီအိမ်ပေါ်မှာပက်ပြေးနေတယ်။ဒီနောက်ယောက်ျားတူရဲ့ဝန်းကောင်းတန်ပါပါနဲ့အော်ဟစ်တန်လေးထွက်ပေါ်လာတယ်။တန်တွေအားလုံးငြိမ်သက်သွားတော့ရွာသားကြီးမင်းသက်စွာနှဆောင်ပြန်အိမ်ကိုလှမ်းကြည့်တယ်။ အာလုံရုတ်တရက်ချိန်မကန်မီလက်မကန်မီဖြစ်နေပြီးကြောက်လန့်နေတယ်။သူတို့လည်းချိန်မှန်းကျိုးတွေကိုတရိယာပြီးအိမ်ကိုပတ်ထားတဲ့ချိန်မှန်းကျိုးကိုကြည့်တော့အိမ်နောက်ဖက်တနေရာပြက်သွားသလိုရော်ရဲရဲဖြစ်နေတယ်။ရွာသားတယောက်တေချောင်ကျိုးကိုဆွဲကြည့်တော့အမေရိကန်ချိန်မှန်းကျိုးပြက်နေတာတွေ့ရလို့အာလုံပါစက်အဟောင်းသားနဲ့ဘာမှမပြောနိုင်ဖြစ်နေတယ်။ဒီအချိန်ဗီရင်တကာတစ်ချမ်းပွင့်လာတယ်။တဖြည်းဖြည်းချင်းပွင့်လာပြီးမဲမဲတရံအရာတခုဂျင်းတကာဝါကိုရောက်လာတယ်။ဒီနောက်ကြံတဲ့တကားရွက်ကို အားပြင်းပြင်းနဲ့ပြစ်တိုက်ပြီးအမလီဘိုင်းကျလာလေဟေကမိတိုင်ကွယ်တီကိုပေးပြင်းရင်ပေါက်ကကျလာတဲ့မင်းမဲအရာကြီးလှုပ်စီနှုပ်စီနဲ့ရှိနေတယ်ရွာသားကြီးကြောက်ကြောက်လန့်လန့်နဲ့မိတိုင်ကွယ်မြှောက်ပြီးကြည့်တော့ဟာလူသေးကောင်ကြီးသွေးတွေနဲ့ဟေကောင်တွေဘယ်လိုလုပ်မလဲငါငါတို့ထွက်ပြေးချင်ပြီအလောင်းကြီးကခုမှသေထားတာခေါင်းခေါင်းမပေါဘူးကွဒီအချိန်ပွင့်နေရဲ့ပြင်းရင်တကားကနေအုံသီးနှုံးလို့အရာတခုလွင့်လာပြီး ရွာသားတူလက်ထဲမှာစီးပန်းလိုက်တယ်လို့ကွတိကြလာတယ်။လက်ထဲရောက်တော့ကစေးစေးအရှာကိုကန့်မိလို့အားလုံးငုံကြည့်တယ်။အာခေါင်းပြက်ကြီးပြေးဒီအခါလက်ထဲရခေါင်းပြက်ကြီးကိုပြစ်ချပြီး ရွာသားလေးဦးတကြီးရင်ပြေးကြတယ်။ညနေတကောင်ရွာသားရဲ့ထံအေးကိစ္စကြားရတော့ကြော်စုံးနဲ့ထင်ရှားတော့ချက်ချင်းပဲဆင်းလွယ်အတေကောက်လွယ်ပြီးဒီအင်းကိုသွားကြတယ်။ရွာသားလေးဦးလည်းရေပက်ခံရတာစပြီးလူသေးကောင်ကြီးကြလာတဲ့အထိတကြီးကိုပြောပြနေတယ် ။တကြီးအိမ်ဝင်းကျင်ဟာလူတွေလဲကြားကုန်ပြီးဒီတရင်ကချက်ချင်းဆိုသလိုတေဘာလုံးပြန့်နှံ့သွားတယ်။မကောင်းစိုးဝါကိုချုံနှောင်ထားတဲ့ချီမန်းကျူပြတ်တောက်ပြီးဆိုတဲ့တရင်ကြောင့်တေဘာလုံးရွရွတဲတဲဖြစ်ကုန်တယ်။ခဏအတွင်းမှာပဲတကြီးအိမ်ရှိမှပွဲခင်းလို့စီကားလာပြီးရွာသူရွာသားအားလုံးကြော်စုံနဲ့ထင်ရှားလို့နောက်ကိုအာဂူရကြီးနိုင်ကြတယ်။ရွာထဲမှာစူးစူးညံ့ညံ့ဖြစ်သွားပြီးမိတို့ကိုစီနဲ့အင်းအချောင်းဆက်စုကြဖို့တွားကြပြီမြမကြီးကိုယ်တွေကြုံခဲ့ရတဲ့ရွာသားလေးကိုကြောက်လန့်ပြီး အပြားတက်ပြီးတော့ကြံ့ခဲ့တယ်။ခေါင်းပြက်ကြီးကိုင်းမိသူတူဦးစုမျက်ဖြူဟာစိုင်လောင်ကြောက်လန့်သွားရတယ်။ရွာသားရဲ့ဥပိုးသားအိမ်ရှိကိုရောက်တော့ကျော်စောနဲ့ထင်ရှားတို့ကအိမ်ကိုချီမန်းကျိုးတွေပြန်တုံနှောင်ထားပြီးအောင်တွေ့ရတယ်။ခေါင်းပြက်နေတဲ့အလောင်းကိုလည်းကျုပ်ပြက်ဆင်းပြက်တွေ့ရပြီးဘသူဘဲဝါဆိုတာမသိရအောင်တကြီးကရှေ့ထွက်လာပြီးမကောင်းစိုးဝါးကြီးလွတ်ကုန်လာစရာဘလူတွေဖြစ်ကုန်ပြီလေ။ကျုပ်တို့သိအောင်ပြောပါဦး။ရှိတ်မဲတွေတော့အိမ်ထဲမှာပြန်ပြီးတော့ချုံနှောင်ထားတယ်။ ဒါနဲ့ဒီအလောင်းကမကောင်းဆိုတာမဟုတ်ဘူး။တမန်လူ။ဘသူဘဲဝါဆိုတာသိတဲ့လူကြည့်ပေးပါ။ဒီစကားကြတော့တတိကောင်းနဲ့ရွာသားတူခေါင်းပြက်ကြီးကိုသွားကောက်ယူခဲ့တယ်။ဒီနောက်ကြော်စောထင်ရှားတဲ့တကြီးတို့ခေါင်းပြက်ရဲ့မျက်နှာကိုမြင်တအောင်ပြတယ်။ရွာသားကြီးကြောက်ကြောက်နဲ့မရေမဝန့်ကြည့်တယ်။ခေါင်းပြက်ကမကောင်းဆိုတာတွေနဲ့ကြုံတွေ့ရပြီးမချိမဆန့်ဝေဒနာနဲ့သိဆုံးရပုံရှာတယ်။ရှာနေငယ်ထွက်နေပြီးမျက်လုံးလေးပြူးနေတယ်။သွေးစိမ့်တွေနဲ့ပေးကျန်နေတယ်။မျက်နှာကိုသေချာကြည့်ပြီး ပကြီးကဒီကောင်ကဟိုဘက်နှစ်ရွာကျောင်းကတခိုးပဲအရှင်တခါဖမ်းမိရဲ့တခိုးလားတကြီးအေးလေအရှင်တခေါက်ရွာကိုခိုးဖို့ကဲ့လာတော့မင်းတို့ဖမ်းပြီးတော့ငါစီမှာထိတ်တုံးခတ်ပြီးမြုပ်ကပ်ကိုပို့မယ်လို့ပြီးမှသူ့ရာတကြီးနားတောင်းမှန်လို့ပြန်လှုပ်ပေးလိုက်တဲ့တခိုးပေါ့ဒီတခါတော့မတက်နိုင်ဘူးလေတေးရှာပြီဒါဆိုရင်ဖြစ်စဉ်ကိုခံမှန်းကြည့်ရတော့လောက်ဒီညအိမ်ဆောင်ကြတဲ့ရွာသားတွေကိုရှင်းနဲ့ပက်ပြီးတော့ခြောက်လန့်တာတည်းရဲမဟုတ်ပဲဒီတခိုးဖြစ်မယ်စောင့်နေရွာသားတွေကြောက်လန့်ပြီးပြေးတဲ့ချိန် အိမ်နဲ့ခိုးဝင်ပုံကြတယ်။အဲ့ဒီမှာဒီကောင်မကောင်းဆိုးရိမ်နဲ့တွေ့ပြီးတေဆိုးနဲ့တေသွားရပုံမေး။ဒီလိုပဲဖြစ်နေမယ်။ကဲပါမနေ့မှသူ့ရအကြောင်းကြားပြီးအလောင်းလာကောက်ခိုင်းလိုက်ပါမယ်။မကောင်းဆိုးရိမ်လည်းဖမ်းမိထားပြီဆိုတော့ရွာသားရင်လည်းစိတ်အေးနဲ့နေကြပါ။ဒီလိုနဲ့အဲ့ဒီတညာဆူဆူပူပူဖြစ်ပြီးမိုးလင်းခဲ့ရပြန်တယ်။ညကကြုံစောနဲ့ထင်ရှားလို့အိမ်ကိုရောက်လာတဲ့ချိန်နဲ့မကောင်းဆိုးရိမ်ခြံထဲကထွက်လာတဲ့ချိန်တဲ့တဲ့တိုးတာကြောင့်ညီကိုနှစ်ဦးသား ကဝေဆက်တွေနဲ့တားဆီးနိုင်ကြခြင်းဖြစ်တယ်။ဒါပေမဲ့ရွာသားတွေကြောက်အားကြီးမှဆိုးလို့သာမပြောဘဲနေပေမဲ့မကောင်းဆိုးဟာအရေးကြီးတစ်ခုကလုံးဝလွတ်မြောက်သွားခဲ့တယ်။ဒီခါမှမကောင်းဆိုးဟာတကောင်နဲ့မဟုတ်တာကြော်စောနဲ့ထင်ရှားလို့သတိထားမိကြတယ်။နေ့နေပိုင်းကိုရောက်တော့ရွာလေးကိုလှဲစီဝင်လာတယ်။ညကခေါင်းပြက်သေးဆုံးသွားတဲ့တခိုးရဲ့အလောင်းကိုလာကောက်ယူတဲ့အချားရွာသားတွေဖြစ်တယ်။ဒီထဲမှာသေဆုံးသူရဲ့ညီဖြစ်သူကရွာဝင်ကလေးကမမရရင်စိတ်တိုင်းထွာလာတယ်။ အရှင်လဲတောက်ပြီးမူးယူနေတယ်။သူ့စိတ်ထဲမှာမကောင်းဆိုးဝါးတက်လို့သိတယ်လို့လုံးဝလက်မခံနိုင်မင်းသူ့အကိုဖြစ်သူရွာသားတွေရရဆက်ဆက်တက်လိုက်ကြတယ်လို့ထင်လွဲနေတယ်။တရွာလုံးကိုဆွဆွဲတဲ့ပြင်ရွရွကန်ကန်ဆဲဆိုရင်တောင်းကျမ်းလာတယ်။ရွာသားအချို့ကတီးခန့်ပြီးမင်းလူငယ်အရွယ်ကောင်းတွေကသွေးကြွားကြတယ်။တခုမျိုးကလူပြန်ဟစ်နေတယ်။လုံမဲကိုင်မဲတကယ်ကဖြစ်နေပြီးအချို့အိမ်သားတွေကဆွဲထားရတယ်။ညီကိုစိတ်နဲ့သွေးပူပြီးဆဲတယ်လို့ခွင်းလို့ထားကြပြီးမင်း တရွာလုံးကိုအမေနှမကောင်ပြပြနေနေဆဲနေရကြောင်းတီးမခန့်နိုင်သူတွေဒုရပြက်ထားရပြက်ဖြစ်ကုန်တယ်ဆဲနေသူကသူ့ကိုရဲ့အလောင်းကိုမြင်ပြီးပူပြီးတော့ဒေါသထွက်ပြီးတော့တရွာလုံးကိုစိန်ခေါ်တော့တယ်ဟေ့ကောင်မင်းကငါတို့ရွာကိုလည်းဝင်ခိုးသေးတယ်အခုငါတို့ရွာကဘာမှမလုပ်ပါဘူးပြောတော့မင်းကဒီလောက်ဆဲနေတာမင်းမသိချင်းနေရလားဟာလာစမ်းကွာဒါမျိုးကြိုက်တာလူတက်ကောင်တွေကချိန်းနှား၆လားနဲ့ငါအကူယူဒီလိုရုပ်ပြက်စင်မြတ်တက်တာမင်းတို့မဟုတ်လို့ဘယ်သူရှိရမှာလဲ လာစမ်းသူသေးကိုသေးပဲဒီလောက်တောင်ဖြစ်လာတဲ့ကောင်အချကွာအမလီမလုပ်ကြပါနဲ့ရှင်လဲဖို့ပန်လာတဲ့အမျိုးသမီးတူအုံငူတွေရွာသားရင်လည်းတိမခန့်နိုင်တဲ့ဆိုမိုက်ကြီးလာခွဲတဲ့ကောင်ဝိုင်းရိုက်ကြတယ်အများနဲ့တယောက်မှု ရိုက်ခင်ရတဲ့အချားရွာသားခေါင်းကွယ်ပြီးသွေးတွေစီးကြလာတယ်မကြခင်ရွာတကြီးနဲ့အတူကြော်စောရထင်ရှားပါရောက်လာကြတယ်တကြီးကနှလုံးပြူတဲ့နဲ့မိုးပေါ်ထောင်ပြီးဝိုင်းရိုက်နေတဲ့ရွာသားကိုလူစုခွဲလိုက်တယ်မျက်နှာပြက်မခံမဲတစ်ဖက်နှစ်နာသူကို လူကြီးလူကောင်းဟန်နဲ့တောင်းမဲ့ရင်လောင်းအမြန်တဲသွားဖို့ပြောတယ်။အရှက်ခံရတဲ့သူအတွက်လည်းစေဘွားကပေးလိုက်သေးတယ်။ကိစ္စပြီးရနဲ့ပြန်ကြပါဗျာ။ကျုပ်ရွာသားရဲ့အတွက်ကျုပ်ပဲတောင်းပန်ပါလေ။မကြည့်နဲ့ဘူးကမင်းတို့တရွာလုံးတနေ့ငါကြောင်းသိမယ်ဟဲ့။ငါအကူယူတတ်တဲ့လူတတ်ကောင်တွေမင်းတို့ပြန်တတ်မယ်။ဒီကောင်ကဒီလောက်လှုပ်ထတာ။ငါနေကွာလှုပ်လိုက်ရတော့တော်ကြပါတော့ကွာ။တော်ပြီတော်ပြီ။တစ်ဖက်ကလည်းသူတို့လုံးပြင်းလို့လောင်းကောက်ပြီးတော့ပြန်ကြတယ်။ ရွာသားကြီးလည်းတရွက်ခေါက်ခေါက်နဲ့ဒုတ်တွေပြစ်ချခဲ့ကြတယ်။ကြုံစုံနဲ့ထင်ရှားလို့လည်းပြဒနာကိုကြည့်ပြီးပြန်ကြတော့လမ်းမှာတကြီးကရွာသားကြီးကိုစုံမရေးစကားတခုကြားရလို့တယောက်မျက်နှာတယောက်ကြည့်ပြီးစိတ်ပြက်မိတယ်။ဒီစကားမှာရိုက်မယ်ဆိုရင်တင်အောင်ရိုက်ကွာဖြစ်လာတဲ့ပြဒနာငါရှင်းမယ်တဲ့။ပြဒနာငြိမ်းအေးသွားပြီးတဲ့နောက်ကြုံစုံနဲ့ထင်ရှားလို့အစီရင်လုံးမဲ့လာပြည့်ရက်ကူသာစောင့်နေကြတယ်။လူသေးသွားတဲ့ကိစ္စကိုတပတ်ခန့်ကြာမှမိမိပြပြဖြစ်သွားပေမဲ့ ကြော်စုံနဲ့ထင်ရှားလို့မမေ့ကြ။အကျောင်းကညီဖြစ်သူကအညူတေးထားပြီးရံပြူလာနိုင်တာတတိမူမိယာကြောင့်ပဲ။ရွာတကြီးကိုလည်းတတိပေးထားကြတယ်။ဒီနောက်ကြော်စုံနဲ့ထင်ရှားလို့လူမြောက်သွားတဲ့မကောင်းဆိုးဝါးတကောင်ကိစ္စကိုတီတို့တိုင်ပင်ကြတယ်။အိမ်ထဲမှာတကြီးရှိနေရကြောင့်မကောင်းဆိုးဝါးတကောင်လွတ်နေတဲ့ကိစ္စကြားပြီးကြောက်လန့်သွားနိုင်လို့ကြော်စုံနဲ့ထင်ရှားလို့အိမ်ရှိခြံစည်းကိုနီလမ်းလျှောက်ရင်းတိုင်ပင်နေ။ရွာကိုပြောပြလိုက်မလားကိုကြီး။ရွာသားတွေခင်ဗျကြောက်တတ်ကြတယ်။ ပြောမနေပါနဲ့ကွာဒီမိစ္ဆာတကောင်ကိစ္စငါတို့ဘာသာဖြည့်ရှင်းတာပေါ့တင်းချိုင်းမှာရှိနေမလားဟိုချံပြက်ထဲမှာရှိနေမလားကိုကြီးငါတို့မထင်ဘူးဒီမကောင်းဆိုးဝါးတွေချင်းချင်းဆက်နွယ်မှုရှိတယ်အိမ်ထဲမှာပြိမိထားတဲ့အကောင်ရှိရအောင်ပြန်ရကောင်တေချာပေါက်ပြန်လာမှာပဲဒီညဥဖိုးသားအိမ်ဒီမှာနောက်တစ်ခေါက်သွားဆောင်ကြတာပေါ့ဒီလိုနဲ့တီရိုးတိုင်ပင်ပြောဆိုနေတဲ့ချိန်လူတယောက်စကားတန်တွေကြားသွားတယ်ဒီသူကတခြားသူမဟုတ်ပဲဥဖိုးသားအိမ်မှာပြည်တနာဖြစ်ခဲ့စဉ်က အရက်ခိုးတောက်တဲ့ရွာသားတူပဲတကြီးအိမ်ရှိသွားလာရင်ခြံစည်းကိုနီပြောဆိုနေတဲ့ကြော်စုံးနဲ့ထင်ရှားသူစကားတန်တွေကိုကြားသွားခြင်းဖြစ်တယ်ဒီလိုကြားတာနဲ့ကြောက်တတ်တဲ့ရွာသားကလေတရွာလုံးကိုတရင်ဖြန့်တော့တယ်မကောင်းစိုးဝါးတဲ့ကောင်လွတ်နေရဆိုရဲ့တရင်ကရေကြောရွာအတွင်းရုတ်တရက်ပြန့်နှံ့သွားပြီမေအချို့ကကြောက်ကြတယ်အချို့ကဥဖိုးတောင်တော်ကဲနိုင်နဲ့ဆရာနှစ်ဦးကိုယုံနာကြောင်းမကောင်းစိုးဝါးလွတ်တာကိုမယုံကြဘူးလုခဲ့ပေမဲ့လေဆရာတွေရှိရင်လို့တွေးပြီး ကြောက်စိတ်တွေဖြည့်ဖြောက်ခဲ့ကြတယ်။ညနေဆောင်နေဝင်လူလူနေအချိန်မှာကျော်စောနဲ့ထင်ရှားတို့ဥပ္ပတအင်ကိုတွားဖို့ပြင်းနေ။တကြီးဦးမြင့်ရွှေကိုလည်းခိစားရှိရဲဆိုပြီးလင်းညာချင်းမျိုးလည်းမဖြစ်အောင်ပြောပြီးတော့ထွက်ခဲ့တယ်။မြောက်သားရောက်တာနဲ့ခြံထဲမှာဒီနေ့ညအလှဲကြတဲ့ခြံဆောင်ရွာသားတွေကိုတကောင်မရောက်ခင်ပြန်ကြဖို့ပြောတယ်။ကိစ္စတခုရှိရဲ့လို့ပြောတာကြောင့်မကောင်းစွာလွတ်နေတဲ့တဲ့ရင်ကိုကြားထားမိရဲ့ရွာသားကြီးလည်းတန်တရားဝင်မိကြတယ်။ဘလို့ပဲဖြစ်ပါစေ လူနေရဲ့မကောင်းစွာအကြောင်းမေးမြန်းဆက်ဆုခြင်းမလုပ်ဘဲငကိုရဲကကြောက်လန့်နေတဲ့အလဲကျရွာသားတွေသကောင်းရဲ့မတိုင်ခင်အိမ်ပြန်ခဲ့တယ်။ရွာသားတွေပြန်သွားတာနဲ့တနေ့ပြန်လာမယ့်အရှိမေးကိုဖမ်းဆီးဖို့ထိန်ရှမ်းနေကြော်စောတို့အစင်းသင်ပြင်ထားကြတယ်။အကိုကြီးဘယ်နည်းသုံးရင်ကောင်းမလဲ။ငါတို့ဆရာကြီးအသုံးပြုနေကြနီးနန်းပေါ့ကွာ။ဒီမကောင်းစွာကိုအင်းနဲ့ဖမ်းတာကောင်းမေး။ကျုပ်တော်ဝင်ထားအကောင်းစွာဘယ်မှာရှိရဲဆိုတာကိုကြီးကြည့်ပေးပြန်။ကျုပ်အင်းစီရင်တော့မေး။ ကျော်စုံနဲ့ထင်ရှားကိုတိုင်ပင်ပြီးတဲ့နောက်ကျော်စုံကအသင့်ပါလာတဲ့ကြေးပြားနဲ့ကညစ်တံကိုထုတ်ပြီးအင်းတကွက်စီရင်ရှိတယ်။ထင်ရှားကတန်ကဝေကိုထုတ်ယူပြီးဒိတ်ထန်ပြီးကောင်းကင်ကိုလွတ်တင်တယ်။ဒီနောက်မျက်လုံးစုံမိပြီးအာယုံခံတော့တယ်။တင်ချိုင်းဘက်ကနေအရေးမဲတစ်ခုလာနေပြီးရွှေဘက်ကိုတည့်တည့်လာနေရအချိန်တော့တိတ်မရဘူး။အင်းနူမန်တန်ရုပ်ပြီးပြီးပါပြီကိုကြီး။ကျော်စုံရဲ့လက်တွင်းမှာရှိတဲ့ကြေးပြားပေါ်မှာအိစာတင်ကပေတာကင်းတဲ့အင်းတို့ယူစီရင်ရွေးဆွဲထားပြီး အင်းစံတွေဝင်းရထားတဲ့အလေရနေနန်းသွင်းရတဲ့အကွက်ကိုခြံလှက်ထားတယ်။ဒါမိစ္ဆာကိုဖမ်းဆီးချုပ်နှောင်မဲ့နေရာဖြစ်တယ်။ဆရာလက်တော်လူရစီရင်နိုင်တဲ့အင်းပြားကိုကျော်စွာအနုကာရမန္တန်နဲ့အစွမ်းထအောင်ပြုတယ်။ဒီနောက်ထင်ရှားရလဲမကောင်းစွာအရှိန်မဲတစ်ခုရွာလေးရောက်လာပြီးဖြစ်ကြောင်းပြောတာကြောင့်ခြံင်းနဲ့မနီးမဝေးမှနေရာယူပြီးအသင်ဆောင်ဆိုင်နေကြတယ်။ကျော်စောနဲ့ထင်ရှားတို့ခြံတစ်ဖက်စီမှာနေရာယူထားပြီးသူတို့မကောင်းစွာမမြင်နိုင်အောင် ကဝေဆက်တွေနဲ့ကာရန်ထားတယ်။မကောင်းစိုးဝါမြင်သွားပြီးထွက်ပြေးရင်ဖန်းစီရမလွှဲရကြောင့်ပဲအင်းချက်ကိုကြော်စိုးဝါကိုတိုင်ကင်ထားပြီးအသင်ဆောင်နေတယ်။မကြခင်လေးနူအေးတွေအနေငယ်တိုက်ခတ်လာပြီးခြံအတွင်းတည့်ရွက်နဲ့အမိုက်တွေဝင်ရောက်သွားကြတယ်။လာစမ်းရက်မှုလာရောက်အောင်မှာဥပုသာခြံဝဲကိုကောင်းကောင်းမြင်နေရတယ်။ခြံကျဲလွန်းလာပြီးအနီးပတ်ဝန်းကျင်အိမ်တွေနဲ့လည်းဝေးပြီးမကောင်းစိုးဝါချုံနောက်ထားတဲ့အိမ်ကြီးနီးဘသူမှမနေဝင်တာကြောင့်တိတ်ဆိတ်နေတယ်။ အရှိမေးချံပတ်တင်းပြီးပြလာနေတာနှစ်ယောက်သားလှမ်းမြင်နေရတယ်။ဒီအရှိမေးရနှစ်ယောက်ခိုးငွေတွေတရံနဲ့ခြံနဲ့မဝင်ခင်မှာပဲဥပုသာအင်ပေါ်မှာရှိရဲ့မကောင်းဆိုးဝါးတွေဘုံတိုင်းကျဲနေတော့တယ်။ရှီမောတန်တွေအော်ဟင်းညညူတန်တွေပေးပြီးဝင်လာတဲ့မကောင်းဆိုးဝါးကိုဖိတ်ခေါ်နေတဲ့အောင်ရှိတယ်။တဖြည်းဖြည်းနဲ့အရှိမေးခြံနဲ့တင်းပြီးပြဝင်သွားပြီ။အိမ်တကားမကြီးအနီးကိုရောက်တော့ရှီကိုတိုးကြည့်တယ်။ဒါပေမဲ့စီရင်ထားတဲ့ချီမန်းကျိုးတွေထိမိပြီးခြံဝါးထိလွင့်ထွက်လာတော့ မကောင်းဆိုးဝါးဒေါသကြီးကျယ်ထွက်တော်တယ်။အိမ်တကားမှယုံုံတိုင်းကျောင်းပြေးပြေးတိုးဝင်မိမမြင်ရတဲ့တွန်းအားတစ်ခုကြောင့်လွင့်ကန်ပြီးတော့ထွက်လာပြန်တယ်။အိမ်ပေါ်မှာရှိတဲ့မကောင်းဆိုးဝါးလည်းစူညံပွန့်လို့ရိုက်နေတော်တယ်။ချီမန်းကျိုးတွေကထဲရမိဆာကိုချုံနောက်ထားသလိုအပြင်းရန်လဲကားဝဲပေးနိုင်တယ်။တချိန်မှာအိမ်ထဲဝင်မှုကြိုးစားနေတဲ့မကောင်းဆိုးဝါးရှိတဲ့တဲ့ကိုထင်ရှားပိတ်ရက်လိုက်လို့နောက်နဲ့ပြေးဖို့ကြံ့နေ။ကွေဆက်တွေနဲ့ဖန်စီတားမြစ်ပေမဲ့ခြံထဲကနေရုတ်တရက်ပြောက်ွယ်သွားတယ်။ ဒါပေမဲ့လင်းမြန်တဲ့မကောင်းစိုးဟာခြံပြင်မှာပြန်ပေါ်လာလို့ကျော်စောကဝေးစက်ကျိုးကွန်ရက်နဲ့အမိရဖန်တော့အကိုဖြစ်သူအပါတန်ကဝေးစက်နဲ့ကုညီတယ်။ဟေးမကောင်းစိုးဟာဒီလိုလာစမ်းတာမန်အားနဲ့မိတ်အာနာပေးဖို့ခက်ခဲတဲ့မိစ္ဆာပေတာကင်းတဲ့အင်းကိုထောင်ပြတော့ရင်တွေ့တယ်လို့ရှိသွားပြီးအငွေမဲရီဖြစ်နေ။အိုဟိညင်းညူရင်အင်းဆက်အလေတဲတဲ့နေရာလုံးအင်းခွက်ထဲမှာချုံတော်ဖန်စီခြင်းခံရတော့တယ်။ပရိသတ်များရှင် ီနေ့ရဲ့တင်ဆက်မှုဒီလောက်နဲ့ပဲရှင်းနာကျင်ပါတယ်။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။